အလုံးမေမင်္ဂလာပါရှင်အစာလေး Cookie for Family Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့ဝက်ချီတောက်ကိုနင်းနူးအီအီလေးစုပြင်လေးပြုစားကြမယ်နော်။ပြီးတော့အသီးအရွက်လေးတွေကိုကျွတ်ကျွတ်လေးပြင်ကြော်ကြော်နီးလေးကိုပါလာရောက်မြှောက်ပေးတာဖြစ်ပါရစေ။ဒါဆိုရင်တော့စပြီးတော့ချက်ကြမယ်နော်။ အရင်ဥဆုံးရင်းနှီးတူအုပ်ကိုစုအောင်တည်ထားပေးမယ်။ရင်းနှီးစုလာတဲ့ထဲကိုခြင်းပြလေးရဲ့နနပင်အမြင့်ရဲ့ကျွတ်ွန်ဖြူလေးရဲ့ကိုထည့်ပေးပါမယ်။ပြီးရင်အမွှေးတွေတိချာသက်ဆင်ပြီးတော့ရေတိချာသက်ဆင်ထားတဲ့ဗချစ်တောင်လေးတွေကိုထည့်ပြီးတော့ပြုတ်ပေးပါမယ်။အဖုံးလေးအုပ်ပြီးစုလာအောင်တည်ပြလိုက်ပါမယ်။စုလာပြီးဆိုရင်တော့အပေါ်ရံမှာတက်လာတဲ့အမြုပ်လေးတွေကိုဆေးပြလိုက်ပါမယ်။ပြီးပြီးဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့မီးအေးအေးလေးနဲ့ ဝက်ချီတောင်လီလေးနူးဤသွားတဲ့အထိပြုတ်သွားပြလိုက်ပါနော်အခုတော့ဇာလင်ပြုတ်လာလိုက်တာ55မိနစ်မိနစ်50လောက်ရှိမိထင်ပါတယ်ဒီချိန်မှာတော့အယိုးလေးကနူးဤနေပြီပေါ့နော်ဒါဆိုရင်အရသာထည့်ကြမယ်အရသာအတွဲဘင်းငက်ပြားရဲ့အကြီးရဲ့ပြီးတော့ကြက်သားမှုရဲ့စားရဲ့ကိုထည့်ပါမယ်အလုံးအရသာတွေပြောင်းဝင်သွားအောင်နည်းငယ်လေးမှုပြလိုက်ပါမယ်။အရသာနည်း โอเคဖြစ်ပြီလားမြည်ကြည့်ပါပြီးရင်လိုအပ်တာကိုတထည့်ပါနောက်ဆုံးမှာတော့ရေစိမ်းထားတဲ့ကြာစံလေးထည့်ပေးပါမယ်အိုးနောက်ဆုံးမဟုတ်သေးပါဘူးเนาะကြံပါသေးတယ်နောက်ဆုံးမဟုတ်သေးဘူးပြီးတော့ငရုကောင်းမှုထည့်ပေးမယ်အာနနံပင်အရွက်လေးတွေကိုထည့်ပေးမယ်เนาะတကယ်၍နနံမင်းမရှိဘူးကျွတ်တမေးရှိတယ်ဆိုရင်လည်းကျွတ်တမေးထည့်နေပါတယ်ဒါဆိုရင်တော့ဝက်ချီတော်ဆုလေးရပါပြီရှင် ပြန်ကျော်လေးစကြုပ်မှုအတွက်အသည့်ရွက်လေးတွေပြင်ဆင်မယ်နော်။ဇလင်းကတော့အသည့်အရွက်ကိုသူတို့တခါတည်းတွဲလာပေးတဲ့ပကင်းလေးထောက်ထားလေးကိုဝင်လာပါတယ်။မွန်လဦးနီလေးတွေပါတယ်။ပြောင်ဘူးတသိန်းလေးပါတယ်။ပြီးတော့ပန်းကော်ပီအဖြူရောအစင်းရောနှစ်မျိုးပါပါတယ်။မုံလေးနေလည်းပါတယ်ပေါ့နော်။အသီးအရွက်ကိုတော့မိမိကြိုက်တဲ့အသီးအရွက်ကိုတစ်မျိုးချင်းစီဝယ်ပြီးတော့ထည့်ချုံမယ်ဆိုရင်လည်းရပါတယ်။ အများဆုံးကတော့သူထင်လာပြီးတော့ကော်ပီတို့ပေါ့နော်ကော်ပီလေးတွေကအရင်ကြီးမကြည့်ဘူးကြည်တာလေးတွေပဲနေငယ်လှိပေးလိုက်ပါတယ်။ပြီးရင်တော့ကြက်သွန်ဖြူလေးကိုဒါပြရိုက်ပြီးတော့နှုတ်နှုတ်ဆင်ပေးပါမယ်။ကဲဒါဆိုရင်စပြီးတော့ကြုံလို့ရပါပြီ။ဒဲအိုးကိုအရင်ဦးဆုံးမီးပေးပူပါမယ်နော်။ဒဲအိုးပူပြင်းလာမှစီလေးထည့်ပေးပါမယ်။စီပူလာပြီဆိုရင်နှုတ်နှုတ်ဆင်ထားတဲ့ကြက်သွန်ဖြူလေးကိုထည့်ပေးပါမယ်။ပြန်ကြောကြွတ်ကြွတ်လေးရဖို့ဆိုရင် မီးပြင်းလေးကြုတ်ပို့လို့ပါမယ်နော်။ အရင်ဥဆုံးအမာတဲ့အသေးတွေကိုအရင်ထည့်ချုပ်ပေးလိုက်ပါမယ်။အရွက်ထည့်ထားတဲ့အချိန်မှာလည်းမီးပြင်းနေရပါမယ်နော်။မီးပြင်းပြင်းလေးကြောင့်မှအရွက်လေးတွေကစစ်စင်ကလေးနဲ့စားတဲ့အခါမှာလည်းကြွကြွလေးစားရမှာဖြစ်ပါတယ်။ပြီးရင်တော့ဂျန်နေသေးတဲ့အရွက်လေးတွေကိုပါထည့်ပြီးတော့တခါတည်းကြော်ပြလိုက်ပါမယ်။ကြော်နေတဲ့တစ်ဆောက်လုံးကိုမီးပြင်ပေးရပါမယ်နော် အားလုံးနဲ့အောင်တပတ်ထမွေပေးလိုက်ပါမယ်။မူလေးတွေကျန်နေပါသေးတယ်။မူလေးတွေကိုတော့နောက်ဆုံးမှထည့်ပေးလိုက်ပါတယ်။ပြီးတော့အရသာထည့်ပါမယ်အရသာအတွက်ဇလင်းကမကီအဝါယံကိုထည့်ပါတယ်မကီအဝါယံကအရွက်ကြော်တွေအတွက်အရန်ကိုမှလိုက်ဖတ်ပါတယ်ပြီးတော့ကျသားမုန်လေးနည်းငယ်ထည့်ပါတယ်ပြီးခရုစီပါ အနေအမြကတော့မိမိကြော်တဲ့ပြန်ကြော်ပေါ်မှာမူတည်ပြီးတော့ချင်းချင်းမိထဲပါနော်အရသာတွေကို အားလုံးနှအောင်ဝင်ပြလိုက်ပါမယ်ဝင်ပြီးပြီဆိုရင်အနေငယ်လေးမြကြည့်ပါ အရသာโอเคဖြစ်ပြီဆိုရင်တော့စင်စင်လေးနဲ့တွတ်တွတ်လေးပြန်ကြော်တခွန်းရပါပြီရှင်ဒီအသီးရွက်ကြော်လေးကိုတိုင်းတို့ဘက်မှာပြန်ကြော်လို့လဲခေါ်တယ်ချို့လဲအစင်းကြော်လို့ခေါ်ရနော်တကယ်ချင်းတို့ကဘယ်လိုခေါ်ကြလဲရှင် ြန်ကြောသူမှုအစင်ကြောလေးရဲ့ပြီးတော့ဝက်ချီတော်စုကလေးရဲ့ဒီညနေတော့ဒီရာနဲ့ပဲစဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေဆင်အဆုံးထိလိုက်ပါကြည့်စုပြီးတဲ့ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲနေကောင်းချမ်းသာပြီးတော့ဘေးဘေးရာဝေးကွာကြပါစေဆင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။အားလုံးကိုနှုတ်ဆက်ပါတယ်။အားလုံးပဲပိုင်ပိုင်ပါစေ။